မြန်လာပါဒီနေ့သင်ခန်းစာကတော့ zone 2အသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့တော့ zone 2အသုံးပြုဖို့အတွက်ကျွန်တော်ဒီအပေါ်က view ပေါ့နော် view ရဲ့ view ကိုကလစ်တစ်ချက်နှိပ်လိုက်မယ်ကလစ်တစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ zone in zone out ဆိုပြီးရှိပါတယ်အဲ့တော့ zone in ကိုနှိပ်တယ်ဆိုရင်ဒါမြင်ခွင့်ရပုံကြီးကြီးလာမယ် zone out ကိုနှိပ်တယ်ဆိုရင်ဒါမြင်ခွင့်ရသေးသွားမယ်ဟုတ်ပြီအဲ့တော့ zone in နဲ့ zone out မှာတော့ shock ကြီးလေးရှိပါတယ် အာ zone in ကကြတော့ control plus ပေါ့နော်ဒီဘက်မှာညီညာချင်းတစ်ခုရှိတာကကြတော့ဒီ keyboard မှာ plus ရဲ့ညီညာချင်းရာ key တစ်ခုရပါပဲနော်အဲ့တော့အပေါင်းဝဲနေနေကျွန်တော်ညီညာချင်းပဲနေနေအတူပဲနော်ဆိုတော့ control plus ဆိုရင် zone in ပေါ့နော် zone in control minus ဆိုရင် zone out ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ control ရဲ့အပေါင်းရင်နေလိုက်တယ်ဒါဆိုရင် zone in အဲ့တော့နောက်တစ်ချက်ထပ်နေမယ်ဆိုတော့ဒီညီငွေကကြီးကြီးလာတော့နော်အဲ့တော့ control minus နေမယ်ဆိုရင်ဒါ zone out ပေါ့အဲဒီတိုင်းလေးပေါ့နော် โอเคနောက်တစ်ခုကကျွန်တော်ဒီမှာအဲ fit page in window တဲ့ဒါကကျွန်တော် control 0ပေါ့အဲ့တော့သူ click ချက်နေလိုက်မယ်ဒါဆိုရင်တော့သူက fit ဆိုတော့ဒီမှာကျွန်တော်စာရွက်တရွက်ပေါ့နော်စာရွက်တရွက်ကကျွန်တော်အပြည့်ပေါ့အပြည့်ပေါ်လာတယ်โอเคနောက်တစ်ခုနောက်တစ်ခုက fit spread in window တဲ့ဒါလည်းကျွန်တော်သိပြီးတော့ခွာချောင်းမရှိဘူးဘာမှလည်းမပြောင်းနေတော့နော်ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကကျတော့အကျူရဲ site အကျူရဲ site ကကျတော့ကျွန်တော်ဒီ B ရ နေရာလေးတွေတွေ့တာပေါ့နော်ဒီ AGV site နဲ့ကျွန်တော်ဒီဇိုင်းရေးဆွဲမယ်ဆိုရင်တော့အပေါ်ကြီးအဆင်ပြေရအောင်ဘာလို့ဆိုတော့ကျွန်တော်ညီခွေနဲ့လည်းထားကွက်တီပဲလေအဲ့တော့ဘာအားရလည်းကြီးမနေဘူးပေါ့နော်အဲနောက်တစ်ခုက Anna Baseball ပေါ့နော်သူ့ရဲ့ short ဒီဘက်ကျွန်တော်တို့ဒီ name တစ်ခုတစ်ခုစီမှာသူ့ရဲ့ short key လေးရှိတယ်နော်အဲ့တော့ဒီဘောဟာဆို control 0 control order 0ဒါလာဆိုရင်အကျွေး site ဆို control 1ပေါ့နော်အဲ့တော့ကိုကတော့နေတဲ့အကျွေး site တန်းဖြစ်နေတဲ့ဆို control 1နေလိုက်ပေါ့နော် အဲ့တော့ဒီမှာကျတော့ entire baseball ကျတော့ကျတော့ဒီထဲမှာရေးထားတဲ့စာရွက်ဒီအားလုံးကိုဟိုမြင်ကွင်းတစ်ခုထဲမှာပေါ်အောင်လုပ်တာပေါ့နော်သူက control ordership ပို့ပေါ့နော်အဲ့တော့ chalky ကြီးကကျတော့ဒီလိုအများကြီးဖြစ်သွားတယ်ဆိုရင်တော့ကျတော့ဒီကနေမှဝင်သုံးတာကောင်းပါတယ်ကျတော့အများကြီးကျတော့နှိမ့်တဲ့ခါကျတော့မြန်မာ font တွေပါလို့လည်းညည်ပါလိဖြစ်တယ်နော်အဲ့တော့ဒီမှာချက်နေလိုက်မယ်ဒါဆိုရင်တော့စာရွက်ကတော့3ရက်ယူထားတာဖြစ်တဲ့အတွက်ကျတော့3ရက်ပေါ့နော်4ရက်ဆို4ရက်ဒီမှာမြင်ကွင်းတစ်ခုထဲထားပြီးတော့ပို့တာပေါ့ ောက်ပြီနော်ဒါကတော့ကျွန်တော်ဖြူလေးရတယ်အသုံးပြုโอเคနောက်တစ်ခါကျွန်တော်ဒီဘက်ကတူပါပေါ့တူပါတဲ့ကလည်းကျွန်တော်အသုံးပြုလေးရပါတယ်တူပါရဲ့အောက်ဆုံးမှာကျွန်တော်ဒီမန်ဘလူးပုံစံလေး zone 2ဆိုရှိတယ်အဲ့ဒီတစ်ချက်ယူလိုက်မယ်တစ်ချက်ယူပြီးတော့ဒီကြီးကျင်တဲ့ဆိုင်ရုပ်ပေါ့ zone in လောက်ချင်တဲ့ဆိုင်ရုပ်ကိုကျွန်တော် click တစ်ချက်နဲ့အဲ့နောက်တစ်ချက်ထပ်နေအဲ့ဒါဆိုသူက zone in ပေါ့နော်ဒီအလဲမှာအပေါင်းပုံစံရှိတယ်အဲ့တော့ကျွန်တော်သူကကြီးကြီးသွားတာပေါ့နော်အဲ့ဒီနားလေးကိုနေပါဆိုဒီနားလေးကစချင်တယ်ကျတော့အဲ့ဒါကြတဲ့ကျွန်တော်တို့ဒီနှိမ့်တဲ့နေရာပေါ့ဟိုတီတာပေါ့နော်နှိမ့်တဲ့နေရာကကျတော့ဒီ ဥပမာပြောချင်တဲ့ဒီညမှာကျွန်တော် apple တို့ orange တို့စလုံးကြီးထားတယ်အဲ့ဒါလေးပဲကြီးချင်တယ်ဆိုအဲ့ဒါလေးမလေးပေါ့အဲ့ဆိုရင်အဲ့ဒါလေးပဲကြီးတော့ဟုတ်မလားအဲ့တော့ကျွန်တော်ဒီမှာကပြန်ပြီးတော့သေးချင်တယ်ဆိုရင် keyboard ကလည်းကျွန်တော် auto off ပြီးတော့ auto off ပြီးကျွန်တော်ဒီအလဲကအပေါင်းလေးမဟုတ်နဲ့နှုတ်ဖြစ်သွားပြီနော်အဲ့တော့ auto off ပြလိုက်ပြီဒါဆိုနှုတ်ဖြစ်သွားတယ်။အဲဒါဆိုတော့ဒီမှာသေးသွားတယ်။အဲသေးတာလည်းဒီနေရာတကြားပေါ့နော်။ကိုသေးခြင်းနဲ့ညာလေးစန်တာထားပြီးတော့တချင်တစ်ချက်တစ်ချက်ကြောင့်နှိပ်သွားတာနဲ့သူကပြန်ပြီးတော့သေးသွားတာပေါ့ ဒါဆိုရင်နောက်ဆုံးမြင်ခွင့်ပေါ့နော်အဲ့တော့ပြန်နေမယ်ဆိုရင်ကြီးကောင်းဟောပြီးနောက်ထပ်နောက်ထပ်အကြောင်းဒီမှာ hand do ဆိုရှိတယ်အဲ့ hand do အကြောင်းမလုပ်တာလဲဆိုတော့တော့ design ရွေးဆဲပြီးတော့တနည်းနဲ့တနည်းဒီစာရုပ်ကိုရွှေ့တာပေါ့နော်အဲ့တော့ hand do ယူလိုက်မယ် hand do ယူလိုက်ရင် mouse ကလက်ပုံလေးဖြစ်သွားပြီဒါဆိုကျွန်တော်ဒီလိုရွှေ့လေးရတယ်ဒီလိုရွှေ့လေးရတယ်အဲ့ဒါကြိုက်တယ်လို့ရွှေ့ပြရတယ်အဲ့တော့ hand do မဟုတ်ပဲကျွန်တော်တို့ကဒီအပေါ်က selection တေးနဲ့ရှိရဆိုရှိလို့မရဘူးเนาะဒီမှာ up ဒီပုံဆွဲတဲ့ပုံပေါ့เนาะ select မှတ်တဲ့ခါကြီးပဲပေါ်တယ်ကျွန်တော်ကပုံဒီ စာရဒီဇိုင်းရှေ့လို့မရအောင်နော်အဲ့တော့စာရဒီဇိုင်းရှေ့ခြင်းဟန်တူနဲ့ရှေ့တယ်အဲ့တော့ဒီဇိုင်းတစ်ခုကိုရော fit ဖြစ်ခြင်း fit ဖြစ်ခြင်းလဲဆိုရင် control ရောင်းဝိုင်းရည်နဲ့အဲ့တော့အပေါ်ရောက်တာနော်အပေါ်ရောက်တာသူ့ဒိုင်လေးဆွဲချတာအဲ့ဒီတိုင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီနားမှာပုံလေးဆွဲနေပြီပုံလေးဆွဲနေဒီလိုဒီလိုရှေ့ခြင်းရည်ဒီလိုရှေ့ပေါ့နော်ဒါဟန်တူနဲ့ရှေ့ရှေ့တာပေါ့အဲ့တော့ကျွန်တော်ဒီမှာဟန်တူမသုံးမဲ့နဲ့လည်းကျွန်တော်ဒီ လက်ပုံစံလေးပေါ်ကျွန်တော်ရှင်းလေးရပါတယ်အဲ့တော့ကျွန်တော်ဒီမှာ selection တူပြင်ထားမှာနော်ဒီ line ဆိုတော့ရှင်းလို့မရတော့ဘူးအဲ့တော့ရှင်းကျင်တယ်ဆိုရင် keyboard က space ပါပေါ့နော် space ပါကိုပြီးတာအဲ space ပါကိုပြီးပြီးရှင်းမယ်ဆိုရင်ဒါကျွန်တော် hand to အသုံးပြုတယ်လို့ပေါ့နော် hand to ကြတော့ကျွန်တော် tool တစ်ခုအနေနဲ့သွားသွားကြီးယူရတာကြာနည်းနည်းခက်ခဲတယ်အဲ့တော့ကြာကိုရဲ့ design ဆိုရင်စာရင်းရင်းနေနဲ့ရှင်းကျင်တယ်ဆိုတော့ space ပါကိုပြီးတာလည်းဒါဆိုရင်ကိုကြိုက်တဲ့စာရင်းကိုကိုအဆင်ပြေလို့ဒီမှာရှင်းလို့ရဟုတ်နော် โอเคဒါဆိုရင်တော့ဒီ zone 2အတော့ပြပါဦးအားလုံးနားလည်ပါတယ်